င်္ဂလာပါခင်ဗျရှကုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းကအချက်ဖတ် စစ်ကောင်စီရဲ့တောင်ကူလေတက်ကိုတော်လန့်ရိတက်တွေကတရားခေါ်မမရှော့တိုက်ဒုံးမီနဲ့ပြစ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့စစ်ကောင်စီဘက်ကဒုဗိုလ်မှူးကြီး2ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကတော့အသေးသေးတိုက်ကုန်ကြတဲ့အပြင်တိုက်လေရင်2စီ18လေရင်တစ်စီးနဲ့ဂိုတောင်တွေထိမှန်ပျက်စီးထားလဲဆိုပါလေ ဂျပန်စစ်ကောင်စီတပ်ကမြန်မာနိုင်ငံတော်မှာရှိတဲ့စစ်မှုထမ်းအပတ်စဉ်30တင်တန်းစင်တသားတက်အယောက်800ကျော်ကိုရခိုင်ပြည်နယ်ရှိတဲ့စစ်မြေပြင်တွင်စီပို့ဆောင်လိုက်ပြီးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဘကုတ်တိုင်းကဂျပန်စစ်ကောင်စီရဲ့တောင်ကူလေးတပ်ကို ော်လိုင်းတက်တွေကတရက်ခုမမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့စစ်ကောင်စီဘက်ကဒူဘိုမူကြီး2ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကတော့အသီးသီးသိမ်ကုန်ကြတဲ့အပြင်တိုက်လေရင်2စီး Y8 လေရင်2စီးနဲ့ Godown တွေထိမှန်ပျက်စီးထားတဲ့အကြောင်းကိုသိထားရတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့မေလာ16ရက်နေ့ကပဲ ဂျပန်စကောက်စီတက်ရဲ့တောင်ကူကေတုမတီလေးတစကန်ကိုဒေါ်လာရင်းတက်တွေကတက်ခုမမရှော့တိုက်တုံး၁၁လုံးနဲ့ပြစ်ခတ်တက်ခတ်ရံမှာရှော့တိုက်တုံး၈လုံးဟာလီဒါတဲမှာအောင်မြင်စွာကြောက်ရွံ့ပောက်ကွဲခဲ့တယ်ဆိုပါလေ။အဲ့ဒီလိုပောက်ကွဲမှုအတွင်းနောက်ဆက်တွဲတိထားချက်အရစကောက်စီဘက်ကဒုတိယဘိုးမူကြီးအဆင့်ရှိသူ၂ဦးဘိုးကြီးအဆင့်ရှိသူ၂ဦးလေအုပ်အပါဝင်အခြားအဆင့်စစ်တီ၆ဦးစုစုပေါင်းစကောက်စီတပ်ဖွဲ့ဝင်၁၀ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စကောက်စီဝင်၁၂ဦးကဒဏ်ရာရထားတဲ့အကြောင်းနဲ့ တိုက်လေရင်စီ18လေရင်စီနဲ့ဂိုတောင်တွေထိမှန်ပျက်စီးထားတဲ့အကြောင်းကိုသိထားရတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။ဒါအပြင်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအိုတိန်ဝင်းဂျေရွာစာတင်ကျောင်းကခလေးတွေလေရင်နဲ့ဘုံကျဲတပ်ဖြတ်ခံရတဲ့အတွက်အခုစစ်ကောင်စီလေတပ်ကိုထိထိမိမိလက်တော့ပြန်နိုင်လို့မရှင်ကိုဆောင်ရွက်ခဲ့တဲ့တော်လန်ရေးရဲဘော်တွေအနေနဲ့ကြီးနှက်ခဲ့ရပါတယ်လို့လည်း BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူကရေကုန်ခစ်တွေကိုပြောထားပါသေးတယ်ခင်ဗျ။ ဖက်မှာတော့အကျန်းဖက်စစ်ကောင်စီတပ်ကမြန်မာနိုင်ငံတော်မှာရှိတဲ့စစ်မှုထမ်းအပတ်စဉ်30တင်တန်းစစ်တသားတစ်အယောက်800ကျော်ကိုရခိုင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်တွေစီပို့ဆောင်လိုက်ပြီဖြစ်တယ်လို့အပုတ်ခံရတဲ့စစ်မှုထမ်းတသားတစ်တွေရဲ့မိဘဆွေမျိုးတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့မေလ9ရက်နေ့ကနေတင်တန်းစစ်ခဲ့တဲ့စစ်မှုထမ်းအပတ်စဉ်30ကတသားတစ်အယောက်800ကျော်ကိုစစ်ကောင်စီကတင်းမောတွေလင်းရင်တွင်နဲ့ရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူကိုပို့လိုက်ပြီး တဖက်ကရခိုင်ပြည်နယ်အမ်းမြုံနယ်နဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းငဖဲမြုံနယ်ပဒန်းတက်နယ်ဘက်ကိုပါခွဲပြီးပို့ဆောင်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုရခိုင်ပြည်နယ်စစ်မြေပြင်တွေစီအပုတ်ခံရတဲ့စစ်မှုထမ်းတပ်အစ်စ်တွေကိုတော့စကောင်စီကကြိုတင်အသိပေးတာမျိုးမရှိဘဲပို့လိုက်တာဖြစ်တယ်လို့ရှေ့တိုင်းရောက်မှသာအရခတတော်အေအေနဲ့တက်ခိုက်ရမှကိုစစ်မှုထမ်းတပ်အစ်စ်တွေကတိခဲ့ရတဲ့အကြောင်းပြောပြထားကြတယ်လို့လည်းအဲဒီမှာအပုတ်ခံရတဲ့စစ်မှုထမ်းတပ်အစ်စ်တွေရဲ့မိဘဆွေမျိုးတွေကရန်ကုန်ခေတ်တွေကိုပြောထားကြပါတယ်။လက်ရှိမှာတော့အကြံဖတ်စစ်ကောင်စီက တို့လက်လွတ်ထားရတဲ့နေမြေတွေကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်ဖို့အတွက်ဆိုပြီးစစ်မှုရန်တသားအစ်စ်တွေကိုတပ်ဆိုင်ရာရှေ့တန်းစစ်မြေပြင်တွေစီခွဲတန်းချပို့ဆောင်နေပြီးနောက်တန်းဒုံကြုံရေးအနေနဲ့အသုံးပြုတာမျိုးမရှိသလောက်နေပါနေတယ်လို့အဓိကရှေ့တန်းတွေကအတိအသီးပို့ဆောင်နေတာဖြစ်တယ်လို့လည်းစစ်တပ်သတင်းအရေးမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ စကိုင်းတိုင်းရွှေဘုံမြို့နယ်ကပယံကျေးရွာကိုလာတဲ့အကြက်ဖက်စစ်ကောင်စီလက်အောက်ခံဒုရဲအုပ်နဲ့ရဲတပ်သားတို့ကိုတော်လန်ကြီးရဲဘော်တွေကလမ်းကနေအသင့်ဆောင်ပြီးပြစ်ခတ်ရှင်းလင်းရမှာနှစ်ဦးစလုံးနေရာမှာတွင်ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်သူတို့စီကနေတနတ်နှစ်လက်ကိုပါတဘာတဲ့သိစီရရှိခဲ့တယ်လို့ရွှေဘုံခေအမှတ်၄ပီဒီအက်တရင်ရဲ့တာဝန်ရှိသူတို့ကရှင်းကုန်ခစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ15ရက်နေ့ကပဲရွှေဘုံမြို့နယ်မှာအကြက်ဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီတွေအထိုင်ချတဆွဲထားတဲ့ပယံကျေးရွာကို စစ်ကောင်စီဘက်ကဒုရဲအုပ်နဲ့ရဲတပ်သားတအုပ်တို့ထွက်လာတဲ့အချိန်ဒေါ်လန်ကြီးရဲဘော်တွေကလမ်းကနေအသင့်ဆောင်ပြီးပြစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုပြစ်ခတ်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်ဒုရဲအုပ်နဲ့ရဲတပ်သားတို့နှစ်ဦးဟာနေရာမှာနေပွဲချင်းမိတွေကိုတိတ်ကုန်ကြတဲ့အပြင်ဒုရဲအုပ်ကင်လာတဲ့၆လုံးပြူတနက်နဲ့ရဲတပ်သားကင်လာတဲ့ G3 တနက်ကိုပါတော်လိုင်းတပ်တွေကတပါတဲ့တင်းစီရရှိခဲ့တယ်လို့ရေဘုတ်ခဲအမှတ်လေး PDF တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့ ချင်းပြည်နယ်ခါခါမြို့မှာတာဝန်ကျနေတဲ့အချက်ဖက်စစ်ကောင်စီတပ်သားနဲ့ရဲစုစုပေါင်း၃ဦးဟာတော်လိုင်းရဲတပ်တွေစီကိုလက်နက်တွေနဲ့အတူထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့နောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကတော့တော်လိုင်းရဲတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ CDF ဟာခါကသတင်းထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်ကတော့မေလ15ရက်နေ့နဲ့18ရက်နေ့တွေမှာပဲချင်းပြည်နယ်ခါခါမြို့ပေါ်မှာတာဝန်ကျနေတဲ့အချက်ဖက်စစ်ကောင်စီတပ်သား၂ဦးနဲ့ရဲတဦးဟာသူတို့တပ်ထက်ကနေတော်လိုင်းရဲတပ်တွေစီကိုထွက်ပြေးလာပြီးလက်နက်နဲ့အတူအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်။ ဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား2ဦးနဲ့ရဲတအုပ်ကိုဒေါ်လာရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေလဲချင်းမြင်ပေးထားသလိုတစ်ဖက်မှာတော့အလင်းဝင်ရောက်လာတာမျိုးမဟုတ်ပဲဟာခါမျိုးပေါ်မှာတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သား2ဦးကိုတော့ချင်းဒေါ်လာရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့စီဒီအက်ဖ်ဟာခါကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ ဖက်မှာတော့ပဲခူးတိုင်းရင်တာရှင်မြို့နယ်ကကုန်းအောင်ကျေးရွာနဲ့တဖန်းစဉ်ကျေးရွာအကြားမှာဂျပန်စစ်ကောင်စီတပ်ကအများပြည်သူတုံးတဲ့လမ်းပေါ်မှာမြေမြုပ်မိုင်းအလုံး80ဝန်းကျင်ကိုထောင်ထားပြီးအဲဒီကမြေမြုပ်မိုင်း23လုံးကိုတော်လိုင်းရဲ့ရဲဘော်တွေကရှင်းလင်းသိမ်းဆည်းရရှိထားတယ်လို့ PDF တရင်3934ကနေသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့မေလ15ရက်နေ့ကပဲရင်တာရှင်မြို့နယ်ကကုန်းအောင်ကျေးရွာနဲ့တဖန်းစဉ်ကျေးရွာအကြားမှာ အကြံပေးစကောက်စီတက်ကအများပြည်သူတုံးတဲ့လမ်းပေါ်မှာပဲမြေမြုပ်မိုင်းအလုံး80ဝန်းကျင်ကိုထောင်ထားခဲ့တယ်ဆိုပါလေ။အဲ့ဒီနောက်မေလ16ရက်နေ့မှာပဲတော်လန်ကြီးပူပေါင်းတက်တွေကအဲ့ဒီနေရာကိုတွားရောက်ပြီးစကောက်စီတက်သားတွေထောင်ထားခဲ့တဲ့အများပြည်သူအုပ်ပြုရလမ်းပေါ်ကမြေမြုပ်မိုင်းတွေကိုရှင်းလင်းရမှာလက်ရှိမှာတော့မြေမြုပ်မိုင်း23လုံးကိုရှင်းလင်းသိမ်းဆည်းရရှိထားပြီးဖြစ်တယ်လို့ PDF တရင်393ကနေသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုပဲအကြံပေးစကောက်စီတက်တွေဟာရေတရှိမြို့နယ်တဲစစ်ကြောင်းထိုးပြီးသွားရင် ပြည်သူတွေတွာလာရနေရမျိုးတွေမှာမိုင်းတွေထောင်ထားခဲ့တာမျိုးတွေကြောင့်ကလေးငယ်တို့လည်းမိုင်းထိတည်ဆုံရတာမျိုးတွေရှိပြီးတချို့နေရာတွေမှာဆိုပြည်သူတွေကစစ်ကောင်စီတပ်သားတွေထောင်ထားခဲ့တဲ့မိုင်းတွေကိုရှင်းလင်းပေးဖို့ PDF ရဲဘော်တွေကအကူအညီတောင်းရတာမျိုးတွေမကြာခဏလုပ်နေရတယ်လို့ဒေသခံပြည်သူတွေကလည်းပြောထားကြပါသေးတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ရန်ကုန်တိုင်းလှန်တားမြို့နယ်ချမ်းကြီး Adidas ဖက်နက်စက်ရုံမှာ တရက်ကိုလုံအပ်က12000ရရှိဖို့အလုံသမား6000ဝန်းကျင်ကဆက်လက်ဆန္ဒပြနေပြီးစစ်ရုံအပြင်မှာတော့စစ်ကောင်စီတပ်နဲ့ရဲကား2စီးလက်နက်အပြည့်အစုံနဲ့ရောက်လာတယ်လို့ဆန္ဒပြအလုံသမားတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မေလ14ရက်နေ့ကစပြီးအဲ့ဒီလှန်တာမြို့နယ်ချမ်းကြီး Adidas ဖက်နက်စက်ရုံမှာတရက်ကိုလုံအပ်က12000ရရှိဖို့အလုံသမား6000ဝန်းကျင်ကဆန္ဒပြနေရမှာဒီကနေ့မေလ19ရက်နေ့အထိဆက်လက်ဆန္ဒပြနေကြတယ်ဆိုပါတယ်။မေလ18ရက်နေ့မှာတော့ ဲ့ဒီစက်ယုံကအလုသမာကိုစလေတွေဟာစက်ယုံရဲ့တာဝန်ရှိသူတွေနဲ့အဲ့ဒီလောအကတိုးတောင်းတဲ့ကိစ္စကိုဆွေးနွေးခဲ့ပြီးတရက်ကိုလောအက8500ကျပ်ဝင်းကျင်အထိတာတိုးပေးမှုကိုလုသမာကိုစလေတွေကသဘောတူညီလိုက်ကြတယ်ဆိုပါတယ်ဒါပေမဲ့အဲ့ဒီလိုတရက်လောအက8500ကျပ်နဲ့သဘောတူခဲ့တဲ့လုသမာကိုစလေတွေဟာစက်ယုံမှာရှိတဲ့လုသမာအလုံးကိုကိုစားပြုတာမဟုတ်တဲ့အတွက်ဆိုပြီးလက်ရှိမှာတော့လုသမာတွေတောင်းဆိုထားတဲ့အတိုင်းတရက်လောအက12000ကျပ်ရရှိဖို့ဒီကနေ့မေလ16ရက်နေ့မှာအလုသမာတွေကဆက်လက်ဆန္ဒပြနေကြပြီး ဲ့ဒီချိန်စက်ရုံအပြင်မှာစစ်ကောင်စီတပ်နဲ့ရဲကား၂စီးဟာလက်နက်အပြည့်အစုံနဲ့ရောက်ရှိလာကြတယ်လို့စန္ဒပြအလို့သမားတွေကပြောထားကြပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ